တိန့်တောင်း၄00တန်းအခန်းခုနှစ်ခန်းပါတဲ့ modern villa ကိုလိုက်ပြပြီးမှာဆိုတော့ဒီအိမ်ကတော့ဒါ the gate of modern design ကိုမှာ ဒါနေရာလေးတော်တော်တိတ်ဆိတ်တယ်အခုလမ်းကလည်းကျယ်တယ်ဒါကျွန်တော်သူ့ရဲ့အိမ်ဘေးပတ်ဝန်းကျင်ကလာတာအင်ဂျင်အိမ်ကောင်းနေပါတော့ပြီးရင်တစ်ပင်တည့်ရည်တင်နေတော်တော်လေးကိုအေဂျင်တိတ်ဆိတ်တဲ့နေရာဖြစ်ပါတယ်ဒါအဲ့ဒီလိုင်းလဲကားရထားလို့ရတယ် ပန်းခုံတွေလည်းတိချာလေးကျွန်တော်လုပ်ထားတော့မြင်ရမှာဖြစ်ပါတယ်။ဒီဇိုင်းကတော့အဖြူနဲ့ရွှေလံငွေလာနဲ့ဒါကျွန်းအယောင်တွေပဲ၃ယောင်ပဲတုံးထားတဲ့ပြန်တော်တော်လေးတက်ရက်တယ်။ကားပကင်ကားကြီးမယ်ဆိုတော့အထဲမှာဒဇီးပေါ့နော်အသေးဆိုရင်နဇီးရမယ်။အာတန်ဆူးကျိုးတွေကတော့ကိုယ့်ကိုပြန်ထည့်ရမယ်အနေထားမှာရှိတယ်။ဒီရင်ကတော့စုစုပေါင်းအိတ်ခန်း9ခန်းနဲ့2 RC အပြည့် 50 60ကိုခရင်အမီပေါ့ဗောနော်ပြီးတော့ကျွန်တော်တန်ပန်းလေးပါပြီးတာဒါဧကန်းမှာတော့ကျွန်တော်တို့ဂျွန်းပါကေးခင်းပြီးတာပြီးတော့ကျွန်တော်တို့ဒီဆီလင်အလဆင်ပြီး TV bedroom တွေပါပြီးတာပိုတက်တဲ့ဒါလီကားကလည်းဒါ stainless steel နဲ့ဒါ tempered glass ကိုတုံးထားတာပြီးတော်တော်လေးတန်တယ်ဒီအိမ်မှာတတိထားမိတာဒီကျဲတဲ့ spacing ကိုကျွန်တော်တို့တော်တော်လေးတတိထားမိတာမြင်ရမှာဖြစ်ပါတယ် ဒီမှာတော့ကျွန်တော်တို့ဒီသူ့ရဲ့အာဒီ column တွေပင်းနေရလေဒါတီချာလေးခိုင်ခိုင်အောင်ဆောက်ထားရလို့သိရတယ်။နောက်ပြီးတော့ကျွန်တော်ကျွန်းပါကီအပြည့်ပေါ့နော်နှစ်ထက်လုံးကျွန်းပါကီအပြည့်ဓမင်းစာကန်းပါလေပတင်းပေါက်ဒီကလက်ကားတွေအကုန်ပါပြီးသား။တော်တော့ဒါအဆောင်နေတာဖြစ်တဲ့ကြောင့်နည်းနည်းရှုပ်ထွေးနေရပေါ့နော်။ဒါပေမဲ့ဒီအိမ်မှာတော့ဒီလိုမျိုးပေါ့နော် tray တွေကိုကျွန်တော်တို့တိုင်နေတိုင်နေပုံစံမျိုးကျွန်တော်တို့ဝူတိုင်လိုမျိုးပုံစံလုပ်ထားတယ်။ ဒါမီရီထက်မှာဆိုရင်ရေချူပန်းအင်တာတွဲပါတယ်အခန်းနှစ်ခန်းပါတယ်ဒါပထမဆုံးအခန်းပါနော်အဲယားကွန်းတွေပါပြီးတာစီလင်အလှဆင်ပြီးတာဒါသူ့ရေချူပန်းအင်တာမှာတော့ဒါကြွေပြားတော့6ပီထိကတ်ထားတယ်ပေါ့နော်ဆိုတော့ဒါပထမဆုံးအခန်းဖြစ်တယ်ဧည့်ရီလိုင်းလည်းနေလို့ရတယ်လူကြီးတွေလေကားမတုံးချင်လို့ဆိုတဲ့လူကြီးတွေလည်းတုံးလို့ရတယ်ပေါ့နော်ဆိုတော့ရေချူပန်းအင်တာတွဲရပါတယ်အခန်းနှစ်ခန်းရှိတယ်ပြီးဒီအိမ်မှာကတော့ကျွန်တော်တို့ဒီ inverter အဲကုန်းနဲ့အပြည့်သုံးလို့ရတယ်ကျွန်တော်တို့300အေးရှိတဲ့ဒါဘက်ထရီပါပြီးဒါ storage space လည်းရှိရပါတော့ဒီအိမ်နောက်တစ်ခုကတော့ကျွန်တော်ဒူးရီအလွာမှာဆိုတလွာထဲမှာတင်ကျွန်တော်တို့အိမ်က၅ခန်းတိ ပါတယ်ဗောနော်တော်တော်လေးကိုအဆင်ပြေတယ်ပြီးဘုရားကျောင်းဆောင်ဘုရားကမ်းလို့ပြောရမယ့်နေရာလေလေဝင်လင်ထွက်ကောအလင်းဝင်လင်ထွက်တော့တော်တော်လေးကောင်းတယ်ဒီမှာဆိုရင်ကျွန်တော်နှစ်ရံမရှိတာဖြစ်တဲ့အကြောင်းမလို့ဟိုပူပြီးတော့လွတ်လပ်တယ်ပူပြောကျယ်လို့ခံစားရမှာဖြစ်ပါတယ်ပြီးအယောင်ကလည်းနှစ်နှစ်ယောင်သုံးယောင်တည်းပူမမြင်ရဗောနော်ဒီဝရန်ဒါဆိုရင်လည်းသစုစုပေါင်းတော့35ပေလောက်ရှိရယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့အိတ်ခမ်းလေးကိုတွားပြီးတော့လေ့လာလိုက်အောင်ဒီမှာတော့ဒီလျှောက်လန်းဗောနော်10ပေလောက်ရှိရယ်ပုံမှန်ကတော့လျှောက်လန်းကြီးချင်းလေးနဲ့ချင်းချက်တယ်လို့ခံစားဒီအိမ်မှာတော့လျှောက်လန်းဒီနေရာ စပွဲကုန်ထားမဲ့ဆိုဖာထားပြီးကော်ဖီတောင်တောက်လို့ရရပါတော့ဒီနေအားမှာတင်အိတ်ခန်း၅ခန်းရှိရဒီမှာဆိုရင်ကျွန်တော်အပေါ်အောက်တိုင်လိုမျိုးပေါ့နော်ဒါ trade ကို teacher ထည့်ထားတယ်ဒါကတော့အပေါ်မှာရှိတဲ့ပထမဆုံးရေချိုခန်းအင်တာတွဲရပါစီလင်အလားစင်ပြီးသားကျွန်းပါကေအဲကွန်ပါပြီးသားပေါ့နော်အာဒါ master bedroom တခန်းဖြစ်တယ်ပြီးရင် single bedroom တခန်းပါပြောမဆိုရင်တော့ seven bedroom မှာ6 bedroom မှာ master bedroom 1 single bedroom ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီအောက်အလွာနဲ့တွက်မှာဆိုရင်၄ခန်းမြောက်အိတ်ခန်းဖြစ်တယ်အမိသားစုဝင်အများကြီးရှိတဲ့လူတွေအဲ့ တဲ့အမြဲလာတဲ့လူတွေအတွက်ဆိုရင်လုံးဝတင့်တော်တဲ့အိမ်ကလေးဖြစ်တယ်။ဈေးနှုန်းက14000နဲ့နေရပါတော့။ဒီအခန်းတွေဆိုရင်ဒါ compact ဖြစ်တယ်။ကရင်တလုံးပြင်ဘီရိုတွေထားမယ်ဆိုရင်သူ့အနေနဲ့တူတင့်တော်ပြီးတာဖြစ်တယ်ပေါ့နော်။ဒါကတော့ကျွန်တော်ခုနှစ်ခန်းမြောက်ဒါကျွန်တော်တို့တောင်ကန်းပေါ့နော်တော်တော်များများတောင်ကန်းနေပဲပြီးရင်ဒါကျွန်တော်တို့တွေ့ရယူခန်းအိမ်ဒါမြန်မာဖြစ်ပါတယ်ပြီးရင်သူကတော့ဆက်လက်အပြည့်ပေါ့နော်ဒါခုနှစ်ခန်းလုံး ကြည့်ပြီးသွားပြီဆိုတော့အပေါ်ဆုံးဆက်လက်ကိုတွေ့ကြည့်ဒီမှာဆိုရင်ဒါရှောက်လန်းအကျယ်ကြီးပဲခုနကကျွန်တော်ပြောတယ်လို့ပေါ့အာဒီမှာအလင်းဝင်လင်းထွက်လဲကောင်းတယ်ဘုရားကျောင်းဆောင်လဲမြင်ရတယ်ဆိုဖာထားပြီးတော့ gathering နေရာလဲလှုပ်လို့ရတယ် launch နေရာပြောရမှာပေါ့နော်ကဲဆိုတော့အပေါ်ဆုံးဆက်လက်တွေ့မကြည့်ခင်မှာ7 bedroom plus အပေါ်ဆုံးမှာစတူပေါ့နော်ဒီမှာမြင်ရတာချင်းချင်းလေးဆိုမဲ့ဒီဘက်မှာကျွန်တော်တို့ဒီ ဒါတီးတန့်ကြီးဝတ်ထားတဲ့အခန်းတောင်လုံးလုံးရတဲ့အနေအထားမှာရှိတယ်။ပြီးရင်အပေါ်ဆုံးဆက်လက်တစ်ခုလုံးကလည်းဒါကျွန်တော်တို့ waterproof လုပ်ထားပြီးတာကျွန်တော်တို့ဒီဘန်းကုန်တွေလည်းအကုန်ထည့်ထားပြီနော်။ဒါမြောက်ကုန်39ရက်ကွယ်ကျွန်တော်ပြည်တော်စုလမ်းမရောတပင်ရွှေတီလမ်းမရောကျွန်တော်တို့တစ်စစ်ချိုးဝင်ရောက်ရင်ရောက်မယ့်နေရာဖြစ်ပါဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ။